ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြောအာဆင်နယ်နဲ့ရီယယ်မက်ဒရစ်တကယ်ကိုပွဲကြည့်ပွဲကောင်းပါအမေရိကတော့အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်တွေ့ဆုံပြီဆိုတဲ့ ချိန်တည်းကိုဟာဘောလို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲကြိုပရီဗျူးကိုတော့ဒီဘုံလောကကနမေရနေတဲ့အကူတယောက်နဲ့တွဲပြီးတော့ကျောင်းကြီးကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားခဲ့တာ။ဒါပေမဲ့အခုချိန်မှာငလင်းနေလှုပ်ပြီးတော့ငလင်းဘေးတင်ပြည်သူနဲ့အားလုံးအလုရှုပ်နေကြတဲ့အချိန်မှာတော့တကူစားတင်ဆက်ဖို့ပဲလုပ်ဖို့ကျွန်တော်ရွေးချယ်လိုက်ရပါလို့။တိတ်ပြီးကြီးကြီးလည်းမလုပ်ချင်တော့ဘူး။အဲဆိုတော့ ဒီအာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ပထမအချုပ်နဲ့ပတ်သက်ပြီးတော့ပွဲကြိုပရီဗျူးသုံးသပ်ပြီးတော့မှာပါဒီထက်ထဲမှာတော့အချက်လက်တွေပါမယ်ဘယ်သူတွေပါမယ်ဆိုတဲ့အချက်တွေပါမယ်အသင်းတင်းကြကရီမန်ချက်တွေပါမယ်ဒီဖလားကိုဘယ်သူကဘလောက်အိုင်ယွန်ဆိုက်မလဲဆိုတော့ဘယ်အဓိကသုံးသပ်ပြီးတော့မှာပါပထမဆုံးတစ်ချက်စပြီးပြောရမယ်ဆိုလို့ရှင်တော့ဒီနေ့ညသကောင်းရန်ကိုရဲနေမနခင်စောပိုင်းညမစနုံးချင်းတနအိုင်ခွဲမှာ အာဆင်နယ်ရဲ့ Emirates Stadium မှာ Real Madrid ကိုအခံပြီးတော့ပထမကြော့ဖြစ်ကစားမှာပါဒီပွဲစဉ်နဲ့ပတ်သက်ပြီးဂိုင်တွင်မဲ့ကွင်းလယ်တိုင်းကတော့ Bosnia တိုင်လူကြီး Arsene Vito ကဂိုင်တွင်မှာပါပြီးတော့ Ancelotti နဲ့ Aida လို့နောက်တစ်ချိန်ပြန်တွေ့တာပေါ့လေအရင်တော့ကတော့ Premier League မှာ Ancelotti က Everton ကိုဂိုင်တယ် အာဒီတာကအာဆင်နယ်ကိုကင်ပြီးတော့တွေ့ဆုံခဲ့ကြဘူးတယ်ဒါကတော့ချန်ပီယံလိရဝမ်မှာနောက်တစ်ချိန်ပြန်ပြီးတွေ့ဆုံတာပေါ့လေအရင်တုန်းကတော့အာဆင်နယ်တို့က2005 2006ဘောလုံးရာသီမှာတော့ချန်ပီယံလိ16သင်းအဆင့်မှာတော့နှစ်ကျော်ပေါင်းရလက်1စီးနဲ့နောက်တစ်ဆင့်ကိုတက်သွားခဲ့ဘူးတယ်ပထမကျော်တုန်းကတရေနောက်တစ်ကျော်မှာတော့တကိုးနဲ့နိုင်ပြီးတော့ဒါ16ဆင်းဆီကနေပြီးတော့ရီယယ်မက်တုကိုအနိုင်ယူပြီးတက်သွားခဲ့တယ်အဲ့တော့က TIA Onery ရဲ့48မိနစ်မှာတွင်းတဲ့တလုံးသေးသောဂိုးနဲ့ပေါ့လေအဲ့ဒီမှတ်တမ်းရတော့လက်ရှိချိန်မှာအာဆင်နယ်ပလေယာတွေကတော့ ိုတီဖြစ်တယ်သို့တော့အသင်းတင်းကြားကလက်ရှိအချိန်ဝါရရော အောင်မြင်မှုရရောဒီပြိုင်ပွဲမှာရေပန်းစားမှုရရော player quality စူးစီးမှုတွေရရောဆိုရင် real madrid ကတာပါတယ်အထူးသဖြင့်ကျွန်တော်တို့အောက်အသင်းဖြစ်နေပါလေဒါပေမဲ့အောက်အသင်းတွေကလည်းတစ်ခါလေကြာရင်မထင်မှတ်တာတွေနဲ့ကြော်ဖြတ်နိုင်လေရှိတဲ့အတွက်ဘယ်သူမှတော့ပြီးတော့အထင်သေးလို့မရအောင်အဲ့တော့ arsenal မှာလည်းအားနည်းချက်လေးတွေလူကောင်းတချို့ဆုံးရှုံးထားတဲ့ injury ရှိရဆိုပေမဲ့ arsenal မှာအားသာချက်ကစကားပြန်ပါလာတာ ဒါပေမဲ့မီခင်းမိန်တို့ဒီပွဲစဉ်မှာပြန်ပါနိုင်ကြီးပြန်မပါနိုင်ကြီးက50 50အနေထားဆိုပေမဲ့ပြန်ပါဖို့များဆိုပြီးအိုက်တာကလည်းပြောထားတယ်။ဒါခတစ်ပိုင်းပေါ့လေ။အမ်ဒီပွဲစဉ်မှာမပါနိုင်တဲ့တချို့ player ရှိပါသေးတယ်။ဒါအသီးသန့်ကျွန်တော်ပြီးတော့မှပြောပြမယ်။အဲ့တော့ quarter final အာဆင်နယ်နဲ့ real madrid ပွဲစဉ်ကိုလွဲချော်မဲ့ player တွေ။ကဲကျွန်တော်တို့ real madrid player နဲ့စပြောလိုက်အောင်။သူတို့ရဲ့ကိုယ်သမား အန်ဒရီလူနဲ့ဒီပွဲစဉ်ကိုလွဲချော်မယ်နောက်ပြီးတော့မီလီထားကိုလွဲချော်မယ်ကာဘာဂျဲလွဲချော်မယ်ဖာလမ်မတ်တီလွဲချော်မယ်နောက်ပြီးအနီကက်ထီတာခဲ့တဲ့ချူအာမတ်တီလွဲချော်ပြီးတော့ဒန်နီစီဗီလော့လည်းဒီပွဲစဉ်ကိုလွဲချော်မယ်ဆိုပြီးတော့ဒါနောက်ဆုံးတယောက်ဖြစ်တဲ့ဒန်နီစီဗီလော့ကိုတော့ရိုမာနိုကပြောထားခဲ့တာဒီကစားသမားတွေကတော့အာဆင်နယ်နဲ့တွေ့မဲ့ဒီအမရိတ်စတေဒီယံမှာကမ်းမဲ့ပထမကျောပွဲစဉ်ကိုလွဲချော်မယ်အာအီဘက်ကလွဲချော်မယ်လူတွေကတော့ရိုင်းစတာလင်ကတော့အဝါကက်ဖြစ်တဲ့ကြောင့်ဒီပွဲစဉ်ကိုလွဲချော်မယ်ဂေဗရီယယ် ကလာဖီယိုရီခိုင်ဘက်တူမီယာစုဂျေစုတို့ကလွဲချော့မယ်အဲ့ဒီအတွက်ဒီအနေထားတွေကြောင့်မီခင်းမိန်တော့အာဆင်နယ်မှာပြင်ပြီးပါလာဖို့များရပေါ့လေအဲ့ဆိုအိုက်တာအတွက်ဆိုရင်တော့မီခင်းမိန်တို့ကတိုက်စီမှုတူဦးလောက်နင်းဒီကိုအသုံးဝင်တဲ့ဂျိုကာကတ်တကတ်အသင်းမှာအခုစာခပြန်ပါလာတယ်ဘယ်ချမ်းမှာထရော့ဆက်ကလည်းဂိုးပေါက်ပြန်ပြီးတွေ့လာတယ်မာတီနယ်လီကလည်းကျွန်တော်တို့အရင်တော့တွေ့ခဲ့တဲ့မိုင်းနေထက်ပိုပြီး accurate ဖြစ်လာတာတွေ့ရတယ်ဒီနေသားတွေကအသင်းအတွက်ဆိုတော့တော်တော်လေးအားရစရာခိုက်တံပဲ အထူးသဖြင့်ပေါ့လေကျွန်တော်တို့ဒီနောက်ဆုံးကံကအဗာဒန်အသင်းနဲ့ပွဲစဉ်မှာဆိုရင်အာဆီနယ်အသင်းရဲ့ဒီအိုဒီဂတ်စာကာပါတီမာတီနယ်လီဂျူရန်တင်မှာအနားရခဲ့တယ်တချို့ပလေယာတွေဝင်ပြီးဆော့ရတယ်ဒါပေမဲ့55မိနစ်လောက်ပဲဝင်ပြီးဆော့ရတာမိနစ်60လုံးဝင်ပြီးဆော့ရတဲ့ပလေယာတယောက်နဲ့ half time လောက်နားခဲ့ရတဲ့ပလေယာတယောက်နဲ့စတာမီနာမတူအထူးသဖြင့်ပေါ့ပေါ့ပါပါနဲ့အဲ့ဒီအဗာဒန်ပွဲစဉ်ကိုကန်ရခဲ့တယ် တရေရလက်ထွက်ပေါ်ခဲ့တဲ့ဆိုပေမဲ့အဓိကကစားမိုက်တော်များအနားပေးနိုင်ခဲ့ပြီးတော့ Real Madrid ပွဲအတွက်ပဲအိုက်တာတေချာလေးပြင်ဆင်လာတွေ့ရတယ်။တစ်ဖက်မှာလည်း Real Madrid ကသူတို့အနေနဲ့ဒီပွဲစီကိုလွှဲချုပ်မဲ့ကစားသမားရှိရဆိုပေမဲ့သူတို့မှလည်းကောင်းကွက်တစ်ခုရှိတယ်။အဲ့ဒါသူတို့ရဲ့အဓိကဂိုးသမားတကယ့်ကို Spider ဂိုးသမားလို့ပြောလို့ရတဲ့ဒီ Cortright ကကြက်ခံမှုအပြည့်အဝစီမီဒီပွဲစီမှာပြန်ပါမယ်ဆိုတဲ့သတင်းတွေတွေ့ရတယ်။ဒါ Real Madrid ဆိုတော်တော်လေးသတင်းကောင်း Arsenal အတွက်ဆိုရင်တော့ဂိုးပေါက်ကန်သွင်းရ တော်တော်လေးခက်ခဲနိုင်ချင်ရှိရဲ့။ဘာကြောင့်လဲဆိုတော့ Champion League မှာ Real Madrid သွားရလမ်းကြောင်းတွေမှာဆိုရင် contract ကတော်တော်လေးကိုမှအသင်းအတွက်အရေးပါတဲ့ပို့ထုတ်ကာဝယ်မှုတွေနဲ့နောက်ဆက်ကိုဆွဲခေါ်သွားလိမ့်ရှိရတကယ်ထိတ်တန့်ကိုသမားအဲ့ဆို Real Madrid နဲ့တွေ့ဆုံတဲ့ပွဲမှာတော့ကိုယ်ကစားသမားတွေကိုပေါက်တွေကိုပုံမှန်ထပ်ပို့ပြီးရိုက်သွင်းနိုင်ဖို့တော့လိုအပ်လာပြီပထမတော့ဒီမနက်ခင်းသတင်းမှာတော့ကမနေ့ကမနက်ခင်းသတင်းမှာကျွန်တော်ဖော်ပြခဲ့တာတော့ contract လေ့ကျင့်ခန်းပြန်ပြီးအပြည့်အဝစီနာမတွေ့ရသေးတာဖြစ်တဲ့အတွက်လူငယ်ကိုသမားလေးကြီးဖမ်းမဲ့ပဲထင်ခဲ့တာနောက်ဆုံးဒါလက်ပူတိုက်ပြီးတော့လူနေုံပြန်ပြီးဖမ်းခိုင်းမဲ့ထင်ခဲ့တယ်ဒါပေမဲ့သူတို့ရဲ့အဓိကကိုသမားကစံခမှုအပြည့်အဝနဲ့ training ပြန်ဆင်းနေတာဖြစ်တဲ့အတွက်သူပြန်ပါလာနိုင်တယ်ပေါ့လေအဲ့တော့နောက်ဆုံး၅ပွဲရလက်တီကိုကြီးလိုက်မယ်ဆိုရင်အာဆီနယ်ကနှစ်ပွဲနိုင်ပြီး၃ပွဲတည်ကြထားတယ်တည်ကြထားတဲ့ပွဲဒီမှာဆိုရင်တချို့အနေထားကြီးမှာကွန်ဒိုဗာရှယ်ဖြစ်တယ်ရှိရင်အေဗာနန်ရဲ့ပွဲစဉ်ကနိုင်ဝင်နိုင်ရမှာ ဘာတောက်ကြောင်းမောက်ကတော့ပါလေဗျာဘာတောက်ကြောင်းမောက်အဲ့ပနတိတွေကပေးစရာမဟုတ်တာဒါပေမဲ့လည်းပြပြသက်ကိစ္စကြီးပြောနေတော့ဘူးဒီရာဒီမှာဒိုင်းကြောင်ပေးလိုက်တဲ့ပနတိတွေကဟာတာတွေပဲခေါင်းကျင်းတိုက်ပြီးလို့ပေးရတဲ့ပနတိတွေနောက်ကနေကိုယ့်ဟာကိုလဲကြတာကိုပနတိပေးလိုက်ရတယ်နဲ့ရှုပ်နေရပဲအဲ့တော့ကျွန်တော်တို့တစ်ခါကြရင်လေပေါ့ဘူးကကိုယ့်ကိုစောင့်ပြီးခေါ်တယ်ဆိုရင်မြဲကိုကဘာကြောင့်မမီမလိုက်နိုင်ねကျွန်တော်ညံပြင်းတာတွေပါပါတယ်ဒါပေမဲ့နောက်ထပ်တစ်ဝက်ကဒိုင်းကြီးရဲ့လှမ်းဆွဲထားတဲ့ အပြစ်တွေလည်းမกินဘူးအဲ့တော့ကျွန်တော်ညံဖြစ်တာတဝက်ဒိုင်းတွေလှမ်းဆွဲထားတာတဝက်နဲ့လက်ပါဘူးစီကျွန်တော်အရောက်မသွားနိုင်ခဲ့ပဲလက်ရှိချိန်ထိအဆင့်နှစ်မှာရှိနေခဲ့ရပါဘောလေကဲဒါတော့ထားလိုက်ပါတော့အဲ့တော့ real metric ကတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲတည်ကြထားတယ်ဒါပေမဲ့အဲ့နှစ်ပွဲရှုံးတဲ့တပွဲမှာဆိုရင်သူတို့ကဒီ atletico metric နဲ့ဒုတိယအကြော်ကန်ခဲ့ပြီးတော့ penalty အဆုံးဖြတ်တဲ့စဉ်နှုတ်စဉ်တက်လာခဲ့တာအဲ့အတွက်နှစ်သိန်းချားမှာဆိုရင်တော့ရီမန်ချက်ကနည်းနည်းလေးကွာဟာ အာဆင်နယ်နေနဲ့ပရီးမီးယားလိတိုက်တဲ့ရေးကမေးလိုက်ပြီးပြောလို့ရတယ်မေးလိုက်တဲ့လောက်လည်းဖြစ်နေပါပြီလီဗာပူးကအရှိအဝါတွေအကုန်လုံးရှုံးတော့ကိုရီသင်းကအကုန်လုံးနိုင်ပါမလားဆိုတာကအာဖန်နေဂျာထဲမှာတန်တရားရှိနေအဲ့တော့ရီယယ်မက်ဒရစ်ကကြတော့ရှင်းတယ်ကိုဘာရေရေးကိုသူတို့ဖိုင်နယ်တက်သွားခဲ့ပြီးဘာစီလိုနာနဲ့တွေ့မှာလက်ရှိဒီလာလီဂါမှာဆိုလို့ရှိရင်လေပွဲ30စီကံပြည့်ချင်းမှာဘာစီလိုနာရဲ့အောက်၄မှတ်အကွာ၄မှတ်အကွာဆိုတော့ကျွန်တော်တို့ထပ်ဆိုင်ချန်ပီယံမျိုးလင်းချက်အများကြီးရှိတယ်ထိုက်တယ်ရစ်မှာအများကြီးစိတ်လူရှာရှာဖြစ်သေးရပြောလို့ရတယ် နောက်တစ်ချက်ကအခုချန်ပီယံလိမှာဆိုလဲသူတို့အာဆင်နယ်နဲ့တွေ့ဆုံနေတယ်။ဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားဆိုရင်မလဲပွဲတစ်ပွဲကိုဘလို့အနိုင်ကံရမလဲဆိုတဲ့ Real Madrid ရဲ့ညင်ကအဲ့ချန်ပီယံလိမှာတော်တော်လေးကိုတက်ရောက်တာ။ဘလောက်ပဲပြည်ရင်းပြိုင်ပွဲတွေအခြားအမှတ်ပေးပြိုင်ပွဲတွေမှာ Real Madrid စုပ်ပြတ်တက်နေပါသည်ချန်ပီယံလိရောက်နေ Real Madrid ကနိုင်ရကန်နဲ့ပြစ်ချလိုက်သူပဲသူမဟုတ်တော့တဲ့အတိုင်းပဲ။ပိုပြီးကောင်းလာတာတွေ့ရတယ်။ဒါပေမဲ့အာဆင်နယ်ကလည်းဒီပြိုင်ပွဲမှာပိုပြီးရင်ကျက်ပြီးပိုပြီးတော့ကောင်းကောင်း ပွဲကိုဒိုမီနီလုပ်နိုင်မယ်ဆိုရင်တော့နောက်ဆင့်ကိုတက်ရောက်သွားနိုင်မယ်ကျွန်တော်ယုံကြည်ရဲတခါကျရင်မထင်မတဲ့အသင်းတွေကလည်းနောက်ဆင့်ရောက်သွားတာရှိရဖြစ်တဲ့အတွက် real လဲပေါ့ဆောက်လို့မရဘူးအာဆင်နယ်လည်းလိုအပ်ထပ်ပို့ပြီးတော့စ조사အထုတ်သင့်တယ်ကျွန်တော်ထင်တယ်ဘေဘာဒီနဲ့မိုဒရစ်အထိုင်ကိုတုံးလာဖို့တော့များတယ်ဗျပြီးတော့တခါကြရင်အက်ဆလော့တီလုတ်တက်တဲ့အခွက်ကဒီဗီနီရှက်ဂျူနီယာနဲ့အမ်ဘာပေကိုနှစ်ယောက်စလုံးကိုအထောင်တိုက်စစ်ပို့ပြီးတော့ပြောမယ်ဆိုရင်အိုဗာလုတ်တီတအားလုတ်ခိုင်းတဲ့ပုံစံရှိတယ်ဆာရော့ပေါ်အခင်းချင်းရတခါကြရင်ဘဲတောင်းမှမှာ ဒီဘင်းနစ်ရှက်ရှိရဆိုပေမဲ့တိုက်စစ်မှုနှစ်ဦးလုံးဇုံသုံးနဲ့စထရိုက်ကာပုံစံမျိုးတွေတွေ့ရတယ်ဒါကအခုဆာလီဘာနဲ့ဂျက်ကူကီဘီယောခန်စဲအတွက်ဆိုရင်တော့တော်တော်လေးကိုမှထိရမယ်ဒီထားပါလေပြီးတော့ဒီရီရဲ့တချို့ပွဲစဉ်တွေကိုကြုံသွားကြည့်တာအထူးသဖြင့်ဒီဘလင်စီယာသင်းနဲ့ပွဲစဉ်မှာသူတို့သုံးရတဲ့တက်ကနစ်ကတော်တော်လေးမိုက်တယ်အဲ့ဒါပြိုင်ဘက်ကဒီဘလိုင်းနဲ့ကိုဘောလုံးလောင်းမောချပြီးပြီးတော့တကယ့်ကိုမှပါဝါကောင်းကောင်းနဲ့စပီကောင်းကောင်းနဲ့ပြေးရရှိတဲ့အမ်ပါပီလိုပလေယာမျိုးကိုထောက်လျှောက် ြေးခိုင်းတာလှဲမကြီးနဲ့ပြေးတာပြေးငါတို့ရိုက်တင်ပေးမယ်ဆိုတဲ့အကွက်မျိုးတွေသုံးတာအဲ့ဒါကပပနဲ့နဲ့နဲ့လူကျွန်းထောင်ချောက်သုံးနိုင်သုံးမသုံးနိုင်တော့ပြေးပြီးဖျက်မယ်အကွက်ပဲစာလီဘာနဲ့ဂျက်ကူခီဝီရောဒီထိုင်ကအမ်ပါပေတို့ဗင်နီရှက်တို့လိုမြန်နှုံးမြစ်ပလေယာတွေဘလောက်တားဆီးနိုင်မှာကျွန်တော်ကြည့်ရပါဘောလေပြီးတော့အတွေ့အကြုံရဲ့မိုဒရစ်လိုကစားမမျိုးရှိတယ်ဒါပေမဲ့အသက်နည်းနည်းလေးထောက်လာတဲ့အချိန်မှာဒီကလရိုက်တို့ပါတီတို့ရဲ့ဒီဝေါ်ရိတ်ကောင်းကောင်းနဲ့တားဆီးနိုင်မယ်ဆိုရင်တော့ဒီကွင်းတွေကိုစိုးမိုးနိုင်တယ်တခုပဲ အာဆင်နယ်တင်းရဲ့တိုက်စစ်ကဘလောက်လှုပ်လှုပ်မလဲဆိုတဲ့အပိုင်းပဲကျွန်တော်တို့လေအာဆင်နယ်နဲ့ပတ်သက်ရင်ဂိုးသမားလည်းမစိုးရင်နောက်တက်လည်းမစိုးရင်ကွင်းလည်းလည်းမစိုးရင်တောင်ပန်လည်းအတိုင်းအတာတစ်ခုဒီအဆင်ပြေနေသေးတယ်။ဒါပေမဲ့ဂိုးပေါက်ထည့်ကိုရိုက်တက်မဲ့အထောင်တိုက်စစ်ကစားမတူနဲ့ဝင်ကန်ကနေခပ်အိုက်တိုးဝင်မဲ့ကစားသမားတွေဟန်ကိုတော့နည်းနည်းလေးစိုးရင်တခါကျရင်အဲ့ဒါပဲဗျ။အာကြီးကကြိုက်တဲ့အသေးနဲ့ရှင်လို့ရတယ်ဇုံနေရာအကုန်လုံးမှာဒါပေမဲ့တိုက်စစ်မှုတနေရာမှာတော့အလဲလက်သိနေတော့မရှင်းနိုင်ဘူးပရီးမီးယားလိမှာကျန်တဲ့16သင်းကြီးတူတူတန်တန်တိုက်စစ်မှုတယောက်စီကတော့ရှိကြတယ် ဒါပေမဲ့ကိုရီတင်းမှာတိုက်စစ်မှုစစ်စစ်မရှိဘူးတိုက်စစ်မှုစစ်စစ်ရအောင်စောင်းထားတဲ့ခိုင်ရဘက်ကလည်းဒဏ်ရာရတယ်အာကိုတကြီးခေါ်ခဲ့ရတဲ့ဂျေစုကလည်း injury prone အဲ့ဆိုလက်ရှိအချိန်မှာကျွန်တော်တို့ယူရိုပြိုင်ပွဲမှာခေါင်းတိုက်ပွဲနဲ့တကယ်ကိုမှနာမည်တလုံးရခဲ့ပြီးတော့ jewelry မှာအတားရခဲ့တဲ့ Mickey Mane ကိုအထောက်မှာတိုက်စစ်တင်ပြီးစော်နေခဲ့ရတယ်။ Everton ရဲ့ပွဲစဉ်မှာတော့မှခေါင်းမှာပတီးပတ်ထားပြီးတော့မှအနီးကခေါင်းတက်ချက်တကူကိုဂိုးရင်းမှုတော်တော်လေးနှိစက်ခဲ့တယ်။အဲဆို Mickey Mane ကိုပြန်ပါလာပြီးတော့ညာချက်မှာစာကား ဘယ်ဘက်ချမ်းမှာ trot set ဒါမှမဟုတ် martinelli သုံးမယ်ဆိုရင်တော့အသင်းရဲ့တိုက်စစ်ပိုင်းကတိုင်းနာတစ်ခုထိတော့တော်တော်လေး impact ဖြစ်မယ်ထင်တယ်။ဒီနေ့မှ one radio သုံးမသုံးတော့မသိဘူး။တရားတစ်ခုတော့ဒီကစားမားတွေနောက်မှာပဲ substitution ban တွေဝင်မယ်ထင်တယ်။အခုနောက်ပိုင်း martinelli တော်တော်လေးကောင်းလာတယ်တလား။ကျွန်တော်ကဖြစ်စီချင်တယ်အဲ့ဒါပဲ။ကိုယ်တည်းဝင်တာဝင်တာထက်အသင်းအတွက်ဖန်တီးမှုတွေပေါ့စတိုတိုးဝင်ပြီးတော့ပြိုင်မဲ့ခန်းစစ်ကိုဟန်ချက်ပြက်အောင် speed တွေရအောင်လုပ်ပေးနိုင်မယ်ဆိုရင်ဒါက martinelli အနေနဲ့ကျွန်တော်ကအောက်မှာပြေးပြီးသားပဲ။အဲ့တော့ martinelli သုံးလာလေကောင်းပါတယ်။ တစ်ဖက်မှာလည်း Crossack ကလည်း Gobok ပြန်တွေးလာတယ်ပြီးတော့ Queen ရဲ့ဘက်မှာလည်း Odiga Party ကအနားရထားခဲ့တယ်ပြီးတော့မမောနိုင်မပန်းနိုင်ပြီးတဲ့ Declan Rice လက်ရှိဒါတွေသည်ခက်စစ်တန်းတော့ကို꿰လေပိုင်းတော့ box to box အသင်းတွေအားကိုရမယ့်အရာတွေအဲ့တော့အာဆီနယ်နေနဲ့အန်ဆယ်လော့တီရဲ့အသင်းကိုအကောင်းဆုံးရှင်ဖြုတ်နိုင်မယ်ဆိုလို့ရှိရင်တော့ ကိုအိမ်ကွင်းမှာကိုကန်တရားကိုကိုဖန်တီးနိုင်ဝင်ရှိတယ်အကေအမြအမ်ရိတ်မှာလိုချင်တဲ့ကိုရလက်တစ်ခုနဲ့အနိုင်မယူနိုင်ခဲ့ရင်တော့ဘာနေဘူးမှာတော့ကျွန်တော်တို့တော်တော်လေးစွန်စားသွားမှာနေတာရှိတယ်ဘာလို့လဲဆိုတော့စပိန်ကြီးသူရဲ့အိမ်ကွင်းပြီးတော့လည်းအနိုင်ကိုရှာဖွေရမယ်ဆိုတော့တော်တော်အဆင်ပြေဘူးဒါကြောင့်မို့ကိုယ့်အိမ်ကွင်းမှာ1စီးဆိုတဲ့ရလက်2 1ဆိုတဲ့ရလက်တခုခုယူထားနိုင်ရင်တော့အဝေးကွင်းမှာတော့ကျွန်တော်တို့ပို့ပြီးမျောလင်းကျင်စရာကောင်းတဲ့နောက်တစ်စိအနေထားမြင်ရမယ်ထင်တယ်ဒါကြောင့်ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့ do or die နိုင်အောင်ကန်စီခြင်းနဲ့ အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကကွန်ကြီးပေါင်းပြီးတဲ့ရှူဘောလုံးက online ကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်ဒီလိုအခက်ခဲကြီးကြားထဲမှာသူတို့လည်းကွန်ကြီးလူတန်းမှုတွေလုပ်နေတာတွေ့ရပါတယ်အဲကျွန်တော်တို့မှဟိုတလောတော့ကဒါအလူကန်ရရဲ့တချို့တဝက်ပမာဏတွေကနေပြီးသူတို့သွားလူတဲ့ခါမှာထည့်ပြီးလှူပေးလိုက်တာလေးရှိပါသေးတယ်။သူကတော့မြေပြင်ထိရောက်တော့လှူကြတာဟုတ်။အဲ့တော့ Viber ဖုန်းနံပါတ်တောင်ကို6ခွန်1ခွန်6 6 3 9တောင်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်ပါတယ်။ iPad ခွန်ရှိကို Sport Internet 9လုံးမြစ်တကိုကစားလို့ရနေပါပြီ။ဘောလုံးမွေးလောင်းပြီးတော့နိုင်လို့ရှိရင်လည်း အလှူဒန်းကြီးလုပ်ပေးကြပါခင်ဗျာ။